အမော်ရီလက်ထက်မှာ United တို့ဒေဂျာပေါ့ Premier League ဖလားကိုရရှိသွားနိုင်ပါရင်ခေါင်းစဉ်ကိုနားထောင်ကြည့်လိုက်ရင်တော့ဟာဒီဘက်ဆေးကြောင်နေရလားတာယူစကားတွေပြောနေတာလားဆိုပြီးထင်သွားနိုင်ပါရင်ဒါပေမဲ့တခုပြန်ပြီးအသိပေးချင်တာကဒီစကားကိုပြောခဲ့တာကကျွန်တော်မဟုတ်ပါဘူး Manchester United အသင်းရဲ့ကနဝင်ကွင်းလယ်ကစားမတူအဖြစ်တမန်ရမယ် Owen Hargreaves ကပြောခဲ့တာပါ Owen Hargreaves ဟာ United အနေနဲ့အမော်ရီလက်ထက်မှာ Premier League ဖလားရရှိသွားနိုင်တယ်ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါရင်အရင်တော့ကအင်္ဂလန်ရဲ့ဘရင်တပါးလို့ဥရောပအထိပါစိုးမိုးထားနိုင်တဲ့ Manchester United ဟာ ဆိုင်လက်စ်ဘာဂူဆန်ခေလော်မှာတော့အိနေဆန်ဘွားကိုရောက်ခဲ့ရပါတယ်။ဘယ်သူမပြုတ်မိမိမှုဆိုသလိုဒါရင်အားလုံးဟာဆိုင်လက်ဖာဂူဆန်ခေလော်မှာ United ရဲ့စီမံခန့်ခွဲမှုတွေဟာအဖက်ဖက်ကနေမှားယွင်းခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။အရင်ကတည်းကမွေမင်းနာကလွဲရင်ဘာမှမကြည့်တဲ့အသင်းပိုင်ရှင်ရဲ့ဘောလုံးထက်စီးပွားရေးကိုပိုချစ်တဲ့အုတ်ချုပ်ရေးအဖွဲ့အစည်းတွေကြားမှာဆိုင်လက်ဖာဂူဆန်ရဲ့မျက်နှာတစ်ခုတည်းကြောင့်သာ United ဟာနှစ်ပေါင်းများစွာထိတ်တန့်အသင်းဖြင့်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ Silas အနားယူသွားခဲ့ပြီးတဲ့နောက်နောက်ပိုင်းနှစ်တည်မှာတော့ United တို့ဘလောက်ထိအခြေအနေဆိုးသွားကလဲဆိုတာအားလုံးလည်းအသိပဲဖြစ်ပါရင်ဒီအားဒီမှာဆိုရင် United ကမပေးစရာအဆင့်14နေရာထိရောက်ရှိနေပြီးလက်ချံပွဲစဉ်တွေမှာလည်းပွဲချက်တွေပါဝင်နေတာကြောင့်ထိဆုံး7သင်းအတွင်ဝင်တော့မှကံကောင်းလို့ဆိုရမှာဖြစ်ပါရင်ရလက်တီဆိုးရနေတဲ့ Everton ရဲ့နေရာမှာ Emery ကိုခန့်အပ်ခဲ့ပေမဲ့ United ကအခုချိန်ထိအခြေအနေဆိုးတွေကနေရုံမထွက်နိုင်သေးဘူးဖြစ်ပါရင် Premier League လို့အမည်ပြောင်းလဲပြီးနောက်ပိုင်း United တို့အမပေးစရာမှာအဆိုးအဆုံးရပ်တည်နိုင်ခဲ့တာက ီးခဲ့တဲ့ရာသီအရစ်တန်လက်ထက်တုန်းကအဆင့်ရှိမှာဖြစ်ပါရင်ဒါပေမဲ့ FA ဘလာရောက်နိုင်ခဲ့တဲ့အပြင်ယောဘာလိဝင်ခွင့်မှာရရှိခဲ့တာကြောင့်ဖီရင်အမတ်ဘေးစရာရည်တည်မှုကမျက်ကွယ်ပြုလို့ရတဲ့အနေအထားမျိုးဖြစ်ခဲ့ပါရင်ဒါပေမဲ့ဒီရာသီမှာတော့ဒီထက်ဆိုးတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်နေရပြီးယောဘာလိဖလားတာမရောက်ခဲ့ရင်ဖလားလက်မဲ့ဖြစ်ပြီးအဆင့်၁၀ပြင်ပါနေစက်သိန်းရမှာဖြစ်ပါရင်ဒါပေမဲ့လည်း United ရဲ့ကွင်းလယ်ကစားသမားဟောင်းတယောက်ဖြစ်တဲ့ဟာဂရီကတော့အမိုရီလက်ထက်မှာ United တို့ပရီးမီးယားလိဂ်ဖလားရရှိနိုင်တယ်ဆိုပြီးအခိုင်အမာပြောဆိုလာခဲ့ပါရင်ဟာဂရီက ယူနိုက်တက်ရဲ့လက်ရှိအနေအထားကိုမြင်တွေ့ရတာဆင်မကောင်းပါဘူး။ဒါပေမဲ့သူတို့မကြခင်ပြန်လာနိုင်ပါပါ။ယူနိုက်တက်ဟာကြာရှုံးမှုတွေကနေအမြဲတမ်းပြန်လာနိုင်ခဲ့တဲ့အသင်းမှာအမ်မိုနီယာရေချင်းရှိတဲ့နေပြတစ်ယောက်ပါ။ကျွန်တော်အမြင်အရသူဟာဆာယလက်နက်ဂွာဒီယိုလာပေါင်းစပ်ထားတဲ့နေပြလို့ပြောချင်ပါရင်ဆာယလက်လို့စီကိုင်းတင်းကျက်ပြီးဂွာဒီယိုလာလို့နီးစနစ်ပိုင်းနဲ့ပတ်သက်ရင်ခေါင်းမလွန်းတာပါ။ယူနိုက်တက်တို့သူ့လက်အောက်မှာအမှတ်ပေးပလားပြန်လဲစုခိုးသွားနိုင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင် ။လာမယ့်ရာသီမှာတော့ United ဟာတသင်းလုံးကိုဖျောက်ထုတ်လဲလှုပ်သွားတော့မှာဖြစ်ပါရင်အငှားထွက်ကစားနေတဲ့ Anthony, Rafael, Malacia, Sancho တို့ကိုရှင်းထုတ်သွားမှာဖြစ်ပြီးဒီစားမားတွေထွက်ခွာသွားမှုကနေပေါင်တန်း80ကနေ100ကြားထိရရှိနိုင်တဲ့အပြင်လောကလာစာပေးချေမှုအပိုင်းနေလဲရောချလာအောင်ပါပါ။မြင်အောင်ပြောမယ်ဆိုရင်ဒီစားမားလေးယောက်ထွက်တာနဲ့ United ဟာတပတ်ကိုပေါင်8သိန်းလောက်တက်တာသွားမှာဖြစ်ပါရင်ဒါ့အပြင်ကက်စမဲလိုလိုလောကလာစာမြင်ကစားသမားတွေတွန်ဟီတန်၊အီဗန်၊အယ်ရီဆင်တို့လိုတက်ကြီးကစားသမားတွေဟာလည်းအသင်းကနေထွက်ခွာသွားအောင်ပါဖြစ်ပါရင် တကယ်လို့မေဆွန်မောက်လုံးရှော့ဝိုင်လန်တို့လိုကစားသမားတွေလည်းအတင်းကနေရှင်းထုတ်နိုင်ခဲ့မယ်ဆိုရင် United ရဲ့ Squad Chief ကအတော်လေးကိုကောင်းသွားမယ်အပြင်လောက်ခလာစာပေးချေမှုအပိုင်းနေဟာလည်းတက်တာလာမှာဖြစ်ပါရင်ဒီလိုအချိန်မှာ MRN ရဲ့တိုးတက်နေတဲ့ကစားကွက်နဲ့အန်ဝင်ခွင်ကြဖြစ်မဲ့ကစားသမားတွေကိုခေါ်ယူနိုင်မယ်ဆိုရင်တော့မဝေးတော့တဲ့အနာကပ်မှာ United ပြည်သက်တွေပျော်ရွှင်ရအောင်မှာဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့လောက်ပါမယ်နောက်နေ့ပါလည်းအကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ